တာမင်နယ်ဖွင့်ပွင့်ခြင်းမှာမြင်ရတဲ့အကြောင်းအရာတွေကိုမြင်ရတဲ့ overview လေးကိုတစ်ချက်ပြောပြပေးမယ်။နောက်တစ်ခုကတာမင်နယ်ဆိုတာက Linux အသုံးပြုနေတဲ့သူတိုင်းရင်းနှီးပြီးသားဖြစ်မယ်လို့ထင်တယ်။အဲ့တော့တာမင်နယ်ကိုဘာကြောင့်သုံးရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ Linux computer Linux system ကို GUI နဲ့မသုံးကျင်တဲ့အခါမျိုးမှာတာမင်နယ်ကိုသုံးရတယ်။ပြီးတဲ့အခါမှာတာမင်နယ်မှာကကျွန်တော်တို့က test only ပဲရိုက်လို့ရတယ်။ပြောချင်တာစာပဲရိုက်လို့ရမယ်ပေါ့ဗျာ။ပုံတွေထည့်လို့မရဘူး။ video file တွေထည့်လို့မရဘူးပေါ့နော်။အဲ့ဒါမျို ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တာမန်နဲ့ဖွင့်ပွင့်ကျင်မှာမြင်ရတဲ့အကြောင်းအရာကိုကြည့်မယ်ဆိုလို့ရှိရင်ねဒီမှာ assign လေးတွေ့ရမယ်လို့ထင်တယ်ဒီလို assign လေးရဲ့အရှိကရှိနေတဲ့ name ဒီဒါက user name ဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒီတာမန်နဲ့မှာသုံးနေတယ်တာမန်နဲ့ကိုဘယ် user အနေနဲ့သုံးနေလဲဆိုတဲ့အကြောင်းကိုသိနိုင်တယ်ဘယ်သူသုံးနေရလဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ mount you ဆိုတဲ့ဒီ user name ကသုံးနေတယ်အဲ့ဒီ assign ရဲ့အနောက်ကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က ကျွန်တော်ရဲ့ကွန်ပျူတာ name လို့ခေါ်တယ်။ဒါကိုတနည်းအားဖြင့် host name လို့ခေါ်တယ်။ Linux မှာတော့ host name လို့ပြောကြတာပေါ့ဗျာ။နောက်တစ်ခုကဒေါ်လာ sign လေးနဲ့ဒီ column လေးနဲ့ကြားထဲမှာ။ Okay ဒီဒေါ်လာ sign လေးနဲ့ column ကြားထဲမှာ ရှိနေတဲ့နေရာလေးကဒါက location လို့ခေါ်တယ်။ဒီ user ကလက်ရှိဘယ်မှာသုံးနေတာလဲ current location လို့ခေါ်တယ်။ပြောချင်တဲ့ပုံစံကဗျာကျွန်တော်တို့ဒီ user က download ထဲကနေပြီးတော့ဝင်ပြီးတော့သုံးနေမယ်ဆိုလို့ရှိရင်ဒီမှာ download ဆိုပြီးတော့ပေါ်နေလိမ့်မယ်ဒီ user က document နဲ့ကနေပြီးတော့ဝင်သုံးနေမယ်ဆိုရင်ဒီမှာ document လို့ပြောနေလိမ့်မယ်ဆိုလိုခြင်းဒီလက်ရှိအသုံးပြုနေတဲ့ user ရဲ့ current location လို့ခေါ်နိုင်တယ် okay ဆိုလိုခြင်းကဘယ်လိုမျိုးပြောနိုင်မလဲနောက်ထပ်တစ်ခုထပ်ပြောဒီမှာကျွန်တော် file manager လေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်တယ်ပေါ့ဒီ file manager မှာကျွန်တော် download ထဲဝင်လိုက်တယ် download ထဲကနေပြီးတော့ကျွန်တော် right click နှိပ်ပြီးတော့ဒီမှာ open in terminal ဆိုပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်အခုလက်ရှိ user ဒီဘယ်ဘယ်ကိုရောက်သွားပြီလဲဆိုရင် download ထဲကိုရောက်သွားပြီเนาะ download ထဲကိုရောက်သွားပြီအဲ့တော့ download ရဲ့အရှိကဒီ integrator လေးကဘာလေးလဲပေါ့ဒါလေးကို home လို့ခေါ်တယ် linux မှာဒါလေးကို home လို့ခေါ်တယ်ကျွန်တော်လပုံစံလေးနဲ့တူတယ်ပေါ့เนาะလအခေယပုံစံမျိုးလေးနဲ့တူတယ်โอเคဒါကို home လို့ခေါ်တယ်ဆိုလိုခြင်းက ဒီဒေါ်လာဆိုင်းလေးနဲ့ကော်လန်လေးရဲ့ကြားထဲမှာရှိနေတဲ့နေရာသည်လက်ရှိအသုံးပြုနေတဲ့ user ကလာရောက် user ရှိနေတဲ့နေရာလို့ပြောလို့ရပါတယ်။ Okay အဲ့တော့နောက်တစ်ခုဒေါ်လာဆိုင်းဒီဒေါ်လာဆိုင်းကတော့ကျွန်တော်တို့ကလက်ရှိအသုံးပြုနေတဲ့ user ရဲ့အမျိုးအစား user ရဲ့ type လို့ခေါ်တယ်။လက်ရှိအသုံးပြုနေတဲ့ mount user ဆိုတဲ့ user သည် normal user ဖြစ်ပါတယ်။တနည်းအားဖြင့် regular user လို့ခေါ်ပါတယ်။အဲ့တော့ အခုပြောလိုက်တဲ့အကြောင်းအရာတွေကကျွန်တော်ကဒီတာမင်နယ်ကိုဖွင့်ဝင်ခြင်းမှာမြင်ရတဲ့အကြောင်းအရာဖြစ်ပါတယ်ဒါကလုံးဝ visit ပါအဲ့တော့ Linux နဲ့ပတ်သက်ပြီးတော့ Linux ကိုအခြေခံနေပြီးတော့ Linux system administration ထိသွားခြင်းနဲ့ ID carrier မှာရက်တီခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ရဲ့ဒီ mail တန်းခွဲတွေရှိပါတယ်အဲ့ဒီ mail တန်းခွဲတွေကို join လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်